နျူကလ িয়ার လျှက်စစ်စွမ်းရင်ထုတ်လုပ်မှုအများဆုံးနိုင်ငံခုနှစ်ခုနျူကလ িয়ার လက်နက်ဟာကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးလက်နက်ဖြစ်ပြီးကမ္ဘာကြီးကိုပျက်စီးစေနိုင်လောက်တဲ့အထိစွမ်းအင်ကြီးမားလာပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကနျူကလ িয়ার လက်နက်ကြောင့်လူအများအပြားအသက်ဆုံးရှုံးခဲ့ရပြီးတောက်တန်တစားပြင်လို့ပျက်စီးဆုံးရှုံးမှုတွေကြီးမားစွာကြုံတွေ့ခဲ့ကြရပါတယ်ဒီဖြစ်ပျက်တွေကြောင့်လူတွေဟာနျူကလ িয়ার ဆိုရင် အသံမကြားကျင်လောက်အောင်ယွန်းရှာမုန်းတီးသွားခဲ့ကြပါတယ် ါပေမဲ့လည်းနျူကလ িয়ার ကိုလျှက်စစ်စွမ်းရင်အဖြစ်အသုံးပြုနေကြတဲ့နိုင်ငံတွေကမ္ဘာပေါ်မှာအတော်များများရှိနေကြပါတယ်။အချို့နိုင်ငံတွေဆိုရင်တိုင်းပြည်ကာကွယ်ရေးအတွက်နျူကလ িয়ার လက်နက်တွေကိုအရန်သင့်စောင့်ထားနေကြဆဲဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးတွေကြောင့်တတိယကမ္ဘာစစ်ကြီးဖြစ်လာခဲ့မယ်ဆိုရင်တော့ဒီတခါကမ္ဘာကြီးအပြီးတိုင်ပျက်စီးပျောက်ဆုံးသွားနိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပါတယ်။နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြုလုပ်တဲ့နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံဟာနာမည်ဆိုးနဲ့ကြော်ကြားတဲ့နိုင်ငံဖြစ်ပါတယ်။2016ခုနှစ်ကစပြီးနျူကလ িয়ার လက်နက်စမ်းသပ်မှု6ကြိမ်တိတိပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။နျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်ဒဏ်အားကိုထုတ်လုပ်ပေးနိုင်တာကြောင့်တချို့နိုင်ငံတွေကလျှက်စစ်ဒဏ်အားအတွက်ဆိုပြီးအကြောင်းပြကာနျူကလ িয়ার စွမ်းအင်တွေထုတ်လုပ်နေကြပါတယ်။လျှက်စစ်စွမ်းအင်ထုတ်လုပ်နိုင်တယ်ဆိုတဲ့အချက်ကြောင့်နျူကလ িয়ার ကို အပြိတိုင်ဖျက်သိမ်းမှုမဖြစ်နိုင်တဲ့အတွက်ကမ္ဘာကုလသမဂ္ဂက နျူကလ িয়ার လက်နက်လျှော့ချနိုင်ဖို့အတွက်သာအလေးပေးဆောင်ရွက်နေကြရပါတယ်။ကမ္ဘာပေါ်မှာနျူကလ িয়ার စွမ်းရင်ထုတ်လုပ်မှုအများဆုံးနိုင်ငံတွေအကြောင်းကိုဒီတစ်ပတ်ပူပိုလေး TV ကနေဘူးသူဒ်ဖြစ်ဖွယ်တင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1 American ပြည်အောင်စု American နိုင်ငံဟာကမ္ဘာပေါ်မှာနျူကလ িয়ার ထုတ်လုပ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးနျူကလ িয়ার လက်နက်တော်တော်များများကိုလည်းပိုက်ဆိုင်ထားတဲ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ဟာကမ္ဘာကြီးကိုနျူကလ িয়ার စွမ်းအင်နဲ့ပထမဆုံးမိတ်ဆက်လိုက်တဲ့နိုင်ငံတစ်နိုင်ငံဆိုရင်လည်းမမှားပါဘူး။1945ခုနှစ်ဇူလိုင်လ16ရက်နေ့မှာအမေရိကန်ရဲ့ပထမဆုံးနျူကလ িয়ার ဆက်သတ်မှုကိုနယူးမက္ကဆီကိုမှာပြုလုပ်ခဲ့ပြီးကမ္ဘာကိုဖျက်မဲ့သူတွေအတွက်သေမင်းတမန်တွေးပြီးလို့တောင်ကြွေးကြော်ခဲ့ကြပါတယ်။အမေရိကန်နိုင်ငံမှာနျူကလ িয়ার စွမ်းအင် ထုတ်တဲ့အနုမြူဓာတ်ပေါင်းပုံစက်ရုံတရာခန့်ရှိလို့ကမ္ဘာပေါ်မှာအများဆုံးဖြစ်ပါတယ်။ နျူကလ িয়ার စွမ်းအင်ရဲ့19ရာခိုင်နှုန်းကသာလျှက်စစ်တာထုတ်လုပ်ဖို့အတွက်အသုံးပြုပြီးတနင်္ဂနွေလျှက်စစ်တာ9,9819 GWh ကျော်ထုတ်လုပ်ပေးလျက်ရှိပါတယ်။နံပါတ်1ပြင်သစ်ပြင်သစ်နိုင်ငံဟာနျူကလ িয়ার စွမ်းအင်ထုတ်လုပ်မှုအများဆုံးနိုင်ငံတွေထဲမှာဒုတိယမြောက်ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ပြင်သစ်နိုင်ငံမှာနျူကလ িয়ার အနုမြူဓာတ်ပေါင်းဖို့စက်ရုံ58လုံးလောက်ရှိပါတယ်။နျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်တာအတွက် 84.8ရာခိုင်နှုန်းအထိအသုံးချပြီးပိုရှန်နာတွေကိုတော့အခြားတိုက်ပြည်တွေကိုပြန်လည်ရောင်းချတယ်လို့သိရပါဗျ။ပြင်သစ်နိုင်ငံရဲ့နျူကလ িয়ার လျှက်စစ်တာထုတ်လုပ်မှုကတနအီမှာ4,438 GW ကျော်ရှိပါတယ်။တမရဖရန့်စ်လိုလွန်ဒါလက်ထက်2012ခုနှစ်တုန်းကနျူကလ িয়ার ထုတ်လုပ်မှုကိုလျှော့ချဖို့သဘောတူညီမှုရခဲ့ပြီး85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိလျှော့ချနိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဟာနျူကလ িয়ার စွမ်းအင်ကနေကက်စစ်တာအများဆုံးထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။နံပါတ်3ရုရှားနျူကလ িয়ার ထုတ်လုပ်မှုအများဆုံးနိုင်ငံတွေထဲမှာကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ရုရှားလည်းပါဝင်ပါတယ်။ရုရှားနိုင်ငံဟာနျူကလ িয়ার ဓာတ်ပေါင်းဘုံစက်ရုံ33လုံးပိုင်ဆိုင်ထားပါတယ်။နျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်အတွက်19.800ဂိုင်နှုန်းသာအသုံးပြုနေပြီးတနိုင်းလင်းလျှက်စစ်16,293ဂီဂါဝက်ထုတ်လုပ်နိုင်ပါတယ်။ ရုရှားဟာလာမယ့်ဆယ်စုနှစ်အတွင်းမှာနျူကလ িয়ার ဓာတ်ပေါင်းဖို့28ခုကိုထပ်မံတည်ဆောက်ဖို့အစီအစဉ်ရှိတယ်လို့လည်းသိရပါတယ်။နံပါတ်၄တောင်ကိုရီးယားတောင်ကိုရီးယားနိုင်ငံကနျူကလ িয়ার ဓာတ်ပေါင်းဖို့စက်ရုံ33လုံးပိုင်ဆိုင်ထားပြီးနျူကလ িয়ার လျှက်စစ်စွမ်းအင် ထုတ်လုပ်မှုကတနအီကို34,350 gigawatt ထုတ်လုပ်နိုင်ပါတယ်။နျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်ဓာတ်အားထုတ်လုပ်ဖို့အတွက်30.4ဂိုင်နှုန်းကိုသာအသုံးပြုပါတယ်။ အခုနှစ်ပိုင်းတွင်မှာတောင်ကိုရီးယားကနျူကလ িয়ার စွမ်းအင်တွေပုံမထုတ်လုပ်လာပြီးနောက်ထပ်နျူကလ িয়ার ဓာတ်ပေါင်းမှုနှစ်ခုအတွက် American Dollar 9တန်းအကုန်ကျခံကတိဆောက်သွားဖို့ရှိနေပါတယ်။တောင်ကိုရီးယားဟာသူ့ရဲ့နျူကလ িয়ার စွမ်းအင်တွေကိုအိန္ဒိယနဲ့တရုတ်နိုင်ငံတို့လို အရှိအလယ်ပိုင်းဒေသတွေမှာရောင်းချဖို့အတွက်ပြင်ဆင်နေပြီး2021ခုနှစ်မှာတော့နောက်ထပ်အနုမြူဓာတ်ပေါင်းမှု၅ခုထပ်ဆောင်နိုင်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။နံပါတ်5ဂျာမနီ ဂျာမနီနိုင်ငံမှာနျူကလ ියර් ဓာတ်ပေါင်းမှုစက်ရုံ၉ခုခန့်ရှိပြီးနျူကလ ියර් စွမ်းအင်ကနေလျှက်စစ်တရားထုတ်လုပ်မှုကတနအီကို6468ဂီဂါဝက်ရှိပါတယ်။နျူကလ ියර් စွမ်းအင်ရဲ့16.1ရာခိုင်နှုန်းကသာလျှက်စစ်ထုတ်လုပ်မှုအတွက်အသုံးပြုနေပြီးကျန်တာတွေကိုတော့ကာကွယ်ရေးအတွက်ဖြည့်တင်အသုံးပြုနေပါတယ်။နံပါတ်6တရုတ်စီဝါရေးမာရောစီရေးမာပါတပြေးပြေးနဲ့အင်အားကြီးမားလာတဲ့တရုတ်နိုင်ငံကလည်း နျူကလ িয়ার စွမ်းအင်ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။တရုတ်နိုင်ငံမှာနျူကလ িয়ার ဓာတ်ပေါင်းပို18ခုခန့်ရှိပြီးနျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်တာထုတ်လုပ်မှုကတနအီကို9625 GW ရှိပါတယ်။နျူကလ িয়ার စွမ်းအင်ရဲ့နှစ်ရာခိုင်နှုန်းကသာလျှက်စစ်တာအတွက်အသုံးပြုနေပြီးကြံတဲ့စွမ်းအင်တွေအားလုံးကိုတော့လက်နက်ထုတ်လုပ်ရေးအပိုင်းမှာအပြည့်အဝအသုံးချနေတာဖြစ်ပါတယ်။နံပါတ်9ယူကရိန်း နျူကလ িয়ার ဓာတ်ပေါင်းပို15ခုရှိတဲ့ယူကရိန်းနိုင်ငံဟာနျူကလ িয়ার ကနေလျှက်စစ်ထုတ်လုပ်မှုပမာဏတစ်နာရီကို14886 GWh ရှိပါတယ်။ယူကရိန်းနိုင်ငံဟာနျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်တအားထုတ်လုပ်ဖို့အတွက်46ဒသမ200ခန့်တုံးအထိအသုံးပြုနေပါတယ်။ယူကရိန်းဟာလာမယ့်2030မှာနျူကလ িয়ার ဓာတ်ပေါင်းပို71လုံးထပ်ဆောင်နိုင်ဖို့မျှော်မှန်းထားပါတယ်။ဒီနိုင်ငံ9နိုင်ငံကတော့ ကမ္ဘာမှာအနုမြူဓာတ်ပေါင်းပုံဆက်ယုံတွေပိုင်ဆိုင်ထားကြပြီးနျူကလ িয়ার စွမ်းအင်ကနေလျှက်စစ်တအားထုတ်ယူမှုအများဆုံးထိတ်တန်းနိုင်ငံတွေဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။